မင်္ဂလာပါရှင်မက်လ26ရက်ဗုဒ္ဓဖူးနေ့အတွက်ရှင်ငုံရဲ့လှလှရှရှရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပြည်တော်စုဝင်ကြီးဦးခင်မောင်ကြီးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတစ်နှစ်ချင်းအချောတဲ့ဆက်ယုံများကြည့်ရှုစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။တယင်စာတာနဲ့တဘာဝပဝင်ခြင်းထိန်းသိမ်းရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးခင်မောင်ကြီးဟာမက်လ24ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးတကုံစေကမ်းမြို့နယ်ရှိချမ်းမြေသာတစ်အချောတဲ့ဆက်ယုံတွင် ကျွန်းမန်ဂျန်ရှာနဲ့ရောဘာတိအချော်တွေပြည်ဘောကများထုတ်လုပ်နေမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ပဇွန်တောင်မြို့နယ်ရင်းဗုဒ္ဓဘာသာလူငယ်ရင်ကျေးမှုတင်နန်းဖွင့်လှစ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးပဇွန်တောင်မြို့နယ်အမှတ်3ရပ်ကွက်အပဇွန်တောင်လမ်းရှိတဟပုံညာဂါရီဓမ္မယုံတွင်တဟပုံညာဂါရီဓမ္မယုံအကျိုးဆောင်ဖွဲ့နှင့်ဓမ္မရောင်ကြီးဓမ္မဒါနာဖောင်ဒေးရှင်းတို့စီစဉ်တဲ့ဗုဒ္ဓဘာသာလူငယ်ရင်ကျေမှုသင်တန်းဖွင့်ပွဲကိုမတ်လ25ရက်နေ့9နာရီကအဆိုပါတဟပုံညာဂါရီဓမ္မယုံမှပြုလုပ်ကြောင်းသိရပါဗျာ။ တင်နာဖွံ့ဖွဲသူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမိုးအောင်ဓမ္မရောင်ကြီးဓမ္မဒါနာဖောင်ဒေးရှင်းဥက္ကဋ္ဌဦးလာမျိုးနဲ့ဆရာဆရာမများ မျိုးနယ်အမျိုးသမီးရေရဥက္ကဋ္ဌဒေါ်နှင်းနှင်းအိနှင့်အဖွဲ့ဝင်များရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များတယောက်ကြပြီးတင်နန်းသား50ဦးအားမတ်လ25ရက်မှ31ရက်နေ့အထိစုစုပေါင်း9ရက်ဓမ္မရောင်ကြီးဓမ္မဒါနာဖောင်ဒေးရှင်းမှဆရာဆရာမများကတင် जा ပို့ချပေးတော့မှဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့ထားပေးဖြစ်ပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင်နာမည်ကြီးတရုတ်ရုပ်ရှင်ဇာတ်ကားများအပတ်စဉ်ပြသပေးတဲ့တင်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်ရှိရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင်လူကြိုက်များသောတရုတ်ရုပ်ရှင်စကားကောင်းများကိုအပတ်စဉ်စနေနေ့တိုင်းပြသပေးလျက်ရှိရလို့သိရပါဗျ။ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရဲ့ Weed and ရုပ်ရှင်အစီအစဉ်တွက်လူကြိုက်များသောတရုတ်ရုပ်ရှင်စကားကောင်းဆယ်ကားကိုရွေးချယ်ထားပြီးအပတ်စဉ်စနေနေ့တိုင်းစကားတကားနှုံဖြင့်ပြသပေးနေခြင်းဖြစ်ကြောင်းသိရပါဗျ။ အစိုးရတင်ဆက်ပြသမှုကိုမြည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီးမှတ်ပုံတင်သို့မဟုတ်တသက်ကံကပ်ပြားယူဆောင်လာရန်လိုအပ်ကြောင်းသိရပါတယ်။ပွဲတော်ပေးရများသို့မဟုတ်အခြားသောအစီအစဉ်များနဲ့အချိန်တိုက်မှုများကြောင့်အပြောင်းလဲတစုံတရာရှိပါကလည်းပြောင်းလဲပြင်ဆင်မှုအတွက်ကြိုတင်အကြောင်းကြားပေးမှဖြစ်တယ်လို့ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကအသိပေးထုတ်ပြန်ထားကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့ရန်ကုန်တိုင်းအတွင်းရေကစားမတ်တပ်ဆောက်လို့သူများစတင်လျှောက်ထားနိုင်ပြီလို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ 1386ခုနှစ်မြမရိုးရာမဟာဒဇန်ပွဲတော်အတွက်ရန်ကုန်တိုင်းအတွင်ရေကစားမန်တန်များဆောက်လို့သူများအနေနဲ့မက်ရှလာ25ရက်တွင်စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှအသိပေးကြေညာထားတယ်လို့သိရပါဗျ။တမတ်စီကံကြံများနဲ့အညီမိသားစုမန်တန်များဖြော့ပြေးမန်တန်များကိုရေရရှိနိုင်ရေးအခြေအနေပေါ်မူတည်ပြီး၎င်း၊ရင်စောစက်တဲမှုအခြေအနေပေါ်မူတည်ပြီး၎င်း၊မန်တန်အကြီးနဲ့အလတ်များကိုစနေကြာခွင့်ပြုနေရာချထားပေးမှဖြစ်တယ်လို့ဆိုပါတယ်။ ရေကစားမှတ်တပ်ဆောက်လုပ်သူများအနေနဲ့မတ်လ25ရက်မှဧပြီလ9ရက်အထိတပ်မတ်လျှောက်လာပုံစံများဖြင့်တပ်ဆိုင်ရာခရိုင်မျိုးနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရဲ့စစ်ဆေးထောက်ခံချက်များနဲ့အတူရန်ကုန်မြို့တော်စီပင်သားရေးကော်မတီအင်ဂျင်နီယာဌာနလမ်းနှင့်တံတားတို့လျှောက်ထားရမှာဖြစ်ကြောင်းတပ်မတ်ရထက်နောက်ကျလျှောက်ထားသောလျှောက်လာများကိုလက်ခံစင်စားပေးမှမဟုတ်ကြောင်းနဲ့အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်3913311283ရုံးချိန်အတွင်ဆက် က်သွယ်စုံစမ်းမြင်နိုင်ကြောင်းအသိပေးထားတယ်လို့သိရပါတယ်ရှင်။